အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီတစ်ပတ်ဒီသူမဒီသူတို့စီစဉ်မှာတော့မြို့သားညညရေးအစိုးရကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဆရာကြီးဒေါက်တာစောဝေဆိုးနဲ့တွေ့ဆုံမင်းမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာဆရာကြီးမင်္ဂလာပါခင်ဗျာမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ဆရာကြီးကျန်းဖက်စစ်တပ်ကအထူးသဖြင့်ခုမေလမှာပေါ့နော်ကျောင်းတွေဆေးရုံတွေအရက်သားအဆောက်အုံတွေဒါတွေပေါ်မှာရွေကျက်ရှိရှိတပ်ဖြတ်နေမှုတွေပေါ့ဆရာကြီးနေနဲ့ဘာများပြောချင်ပါလဲခင်ဗျာ ဒါတော့အထူးတကယ်တော့လေအရင်ထဲကအများကြီးပြောခဲ့ပြီးသားပေါ့ဒါကဟို war crime ပဲပေါ့နော် war crime ပဲဒါနိုင်ငံတကာစစ်ဒါဥပဒေကိုကျော်လွန်ပြီးတော့ဖြစ်နေတဲ့အဲစစ်ရာဇဝတ်ကောင်တွေလုပ်တဲ့စစ်ရာဇဝတ်ကောင်ဖက်စစ်စစ်တပ်ရဲ့ဒါစစ်ရာဇဝတ်မှုကျူးလွန်တာပဲပေါ့နော်ဆိုတော့ဒါကတော့အထူးပြောစရာမလိုပါဘူးဒါနဲ့ပတ်သက်ပြီးတော့တို့က ဟိုဘာမဆိုလုတ်တဲ့တကယ်ကိုရက်ဆက်တဲ့ fascist စစ်တပ်ဆိုတော့လေအဲဒါကြောင့်တရားတော့သူသူတို့တော့ကျွန်တော်မပြောချင်ဘူးဒါပေမဲ့တကယ်တော့ပြည်သူတွေနဲ့အခုလိုမျိုးကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေအသက်ဆုံးရှုံးရတာဟိုတော့အဲကျွန်တော်အနေနဲ့တော်တော်ကိုထားအဲဝမ်းနေတယ်ခံစားရတယ်နောက်အဲသူတို့ကိုကျွန်တော်ဟိုကာကွယ် မပေးနိုင်ဘူးပေါ့နော်အဲအဲ့ဒီလိုမျိုးဖြစ်ရတာအတွက်စိတ်မကောင်းဘူးဒါမဲ့ဒါတွေကိုကျွန်တော်တို့အရင်ထဲကကြိုပြီးတော့ကျွန်တော်ကြည်ညာခဲ့တာတွေရှိအဲ B2B ပေါ့လေကျွန်တော်တို့ဒီကလည်းဒီ interview မှာကျွန်တော်ပြောခဲ့တာတွေရှိအမှတ်မိမယ်ထင်ပါတယ်အဲကျွန်တော်တို့အောင်စန်းတက်ကတူဘုံကျေးခံရတော့ငါလည်းပြောခဲ့တယ်ဟိုနောက်ပစီကြီးတို့နောက်ခနာလက်လက်ရက်ကုန်းတို့ဖြစ်တုံးကလည်းပဲဓာတ်တွေကိုပြောခဲ့တယ်ဒါနဲ့ပတ်သက်ပြီးကြည်ညာချက်တွေလည်းထုတ်ခဲ့တယ်ပေါ့နော် ဆိုတော့အခုဆိုရင်ဒါဒီဧပြီမီနှစ်လအတွင်းမှာဒီစေးရုံစီကန်းနေနဲ့ကြောင်းနေဘိုးကျဲခံရတာကတော်တော်ကိုများတယ်ဒါဒီဒေါ်လာရေးကာလ၄နှစ်အတွင်းမှာအများဆုံးလာရီလို့ပြောရင်တော့ရတယ်ဆိုတော့အဲ့ဒါအကြောင်းကျွန်တော်တို့တွေအားလုံးအီယာနဲ့ရှိဖို့လိုအပ်တယ်ဒါဒါကျွန်တော်ဟိုအရင်တည်းကလည်းပြောတယ်ပေါ့နော်အသက်ရှင်ဖို့ကအရေးကြီးတယ်ရှင်တန်ဖို့ကကျွန်တော်တို့ကအရေးကြီးတယ်ကျွန်တော်တို့ဒေါ်လာရေးဘက်မှာရှိနေတဲ့သူတွေဒေါ်လာရေးသမားတွေ တော်လန်ရေးအားပေးတဲ့သူတွေရှင်သန်ခြင်းတည် တော်လန်ရေးအောင်မြင်ခြင်းဖြစ်တယ်လို့ကျွန်တော်အရင်ကလည်းကျွန်တော်တို့တွေပြောခဲ့ကြတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ရှင်သန်အောင်နေထိုင်ခြင်းဟာအရေးကြီး။အဲကြောင့်လည်းပဲကျွန်တော်ဒီကြောင်းနေနဲ့ပတ်သက်ရင်စီယုံနေနဲ့ပတ်သက်ရင်ဟိုအရင်နှုန်းကဒီပြည်သူအစိုးရလက်ထက်အစိုးရအဆက်ဆက်လက်ထက်မှာ စောက်လုတ်ခဲ့တဲ့ကြောင်းနေစီယုံဒီမှာ အလုံးမလုံးဖို့ကျွန်တော်အတိပေးသတိပေးထားတာနော်ကျွန်တော်တို့ကြီးညာချက်တွေထုတ်ထားတာရှိတယ် ။ဘာလို့လဲဆိုတော့ဒါတွေကတို့အခုခေါ်တဲ့မဘာညပေါ့။မြေပုံညွှန်းပေါက်ပြီးသားတွေဖြစ်။ဒီမြေပုံညွှန်းပေါက်ပြီးသားတွေထဲမှာ နေမယ်ထိုင်မယ်နော်ခဏအလုံးလုံးမယ်စတင်မယ်ဆိုရင် အန္တရာယ်တိတ်များတယ်ဆိုတော့အဲဒါကျွန်တော်နားလဲပါတယ်တကယ်တော့ဟိုစတင်စရာနေရာအခက်အခဲတွေရှိရယ်ဆိုတော့တိဒါပေမဲ့လူအသက်ထက်တော့ဘာမှတန်ဖိုးမထားဘူးအဲဒါကြောင့်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့တတိထားဖို့လိုတယ်ဒီလိုမြေပုံညွှန်း ပေါက်ပြီးသားအဆောက်အဦတွေထဲမှာနေထိုင်လုတ်ကင်ခြင်းဟာတိတ်ကိုအန္တရာယ်ကြီးတယ်လို့ကျွန်တော်ပြောချင်ပါတယ်နော်။ပေါ့ဆိုရန်သူမာကလက်နဲ့မျိုးစုံလေးရင်မြန်မျိုးစုံရှိတော့ကိုသိနိုင်တာတွေရှိတယ်လို့မသိနိုင်တာတွေလည်းရှိနိုင်တယ်ဆိုတာကိုကျွန်တော်ဒါထပ်ပြီးတော့အသိပေးသတိပေးပါတယ်နော်။နောက်အပြင်ကျွန်တော်တို့လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်ရင်အခုဆိုတော်တော်လေးအဲတိုးတက်လာတာတွေ့ရ။အဲ့တော့လေကြောင်းရန်ကာကွယ်ရေးကိုလည်းပဲကြောင်းတိုင်းစေးယုံတိုင်း ဒါရှိနေဖို့ပြည်သူလူထုအများစုနေထိုင်တဲ့နေရာတိုင်းမှာဒီเจ้าရန်ကာွယ်ရေးစနစ်ကြိုတင်သတိပေးတဲ့စနစ်ကြိုတင်သတိပေးတဲ့ကြီးညာချက်ဒါတွေလိုအပ်တယ်ကျွန်တော်အခုဒီမြေပြင်မှာသွားတော့တော်တော်များများအဲနေရာဒေသတွေကြီးရွာတွေမှာအဲ့ဒီလိုမျိုးစနစ်တွေတိဆောက်ထားတာကိုတွေ့ရနော် alarm system တချို့ဆိုရင်ဒီလဲမြည်တဲ့စနစ်တွေတော့လောက်ထားတဲ့ရွာတွေရှိတာကိုတွေ့ရ အဲ့တော့အဲ့ရမျိုးကိုရွာတိုင်းရွာတိုင်းခနာကြီးဒီစေးယုံနေစေးကန်းနေကြောင်းနေတိုင်းမှာရှိတဲ့ဒါမှသာလင်ကြိုတင်သတိပေးချက်အသိပေးချက်ရရှိပြီးရှောင်းနိုင်တိမ့်နိုင်မှာဖြစ်တယ်။ early warning system တွေကိုဒါအသေးချလိုက်နာမယ်ဆိုရင်ရှောင်းငိမ်ရှားချိန်ရတယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်။အောင်ဆိုတော့ခနာလေးမြန်ကွင်းကနေတက်လာတာ ਨੇ တိနိုင်တဲ့အနေအထားတွေရှိတာဆိုတော့အဲ့ဒါကို ကျွန်တော်တို့သိရင်ဒါကိုရှောင်ကျင်ရှားကျင်ရမယ်လို့မြင်တယ်။ဒါအပြင်လူစုလူဝေးနဲ့အခုလိုချိန်မျိုးမှာပေါ့နော်။တစ်ဖက်ကလည်းထွေထွေထိုးစစ်ကြီးညာထားတယ်လို့ပြင်ဆင်နေသလိုဒီစကစကလည်းပဲနော်။ဟိုတရုတ်နဲ့အဲခုနကလို DNL MNDA တို့ဟိုကချင်တို့တို့ဆွေးနွေးတဲ့အခါမှာလည်းပဲသူတို့ကဆွေးနွေးပွဲမှာပြောလိုက်ပြီးသားနော်။သူတို့နဲ့ဆွေးနွေးပွဲသဘောတူညီချက်မရဘူး။ဘုံကျဲမှာပဲလို့ ဲ့ဒီလိုမျိုးပြောလိုက်တဲ့လူမဟုတ်တဲ့ဒီဖက်စစ်စစ်တပ်ကိုကျွန်တော်တို့ကတရိထားဖို့လိုတယ်နော်ကျွန်တော်တို့အသက်တွေအလဟသမဆုံးရှုံးရအောင်တရိထားဖို့လိုတယ်နော်ကျဲမယ်လို့သူကပြောပြီးသား तू ကတော့လူမိုက်ဆန်ဆန်နော်ဒီကဲကို တရားမဲတယ်နော်တရိဆန်ဆန်ဆန်သူတို့ကပြောထားပြီးသားကြညာပြီးသားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တွေလူတွေအနေနဲ့ကဒီလိုတရိဆန်ကိုရင်ဆိုင်မှုအတွက်ကျွန်တော်တို့တွေအတိတတိရှိဖို့ လိုအပ်တယ်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်အရန်ကိုဝမ်းနေတယ်ကျွန်တော်ဘလောက်ထိအောင်ကျွန်တော်စိတ်မှာခံစားရလဲဆိုတော့ကျွန်တော်ပညာရေးဝင်ကြီးကျွန်တော်မလုံတဲ့တော့ဘူးလို့တော့ထင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီចောင်းသားတွေနဲ့ဒီဆရာဆရာမတွေရဲ့ effect ကိုကာကွယ်မပေးနိုင်တဲ့သူဟာပညာရေးဝင်ကြီးမလုံတဲ့ဘူးလို့တော့ကျွန်တော်ကိုယ့်ကိုတွေးမိပါတယ်โอเคပါဆရာကြီးကျေးဇူးပါခင်ဗျဆရာကြီး နောက်တစ်ခုကပေါ့နော်ဆရာကြီးဒါဒီရင်းပြန်ဝင်သွားတာကိုသိရတဲ့ဒါဒေါ်လန်ဂျီသူတွေနဲ့လည်းအင်မတန်မှအားတက်ကုန်ယူနေကြပါတယ်အဲ့တော့မြေပြင်ကိုဆင်းပြီးတော့ခုလိုဒေါ်လန်တာဝန်တွေထမ်းဆောင်နေမှုနဲ့ပတ်သက်ပြီးတော့လည်းဒါဆရာကြီးပြောလို့ရတော့တော့ပြောပြပေးပါအောင်ခင်ဗျာပြီးခဲ့တဲ့လာတဲ့လောက်ကတည်းကကျွန်တော်တို့ဟိုဒီဟာကျင်ညာချက်လို့ဖြစ်သွားတာပေါ့နော်ဖြစ်သွားတော့ညာတိသွားတယ်သဘောရှိဆိုတော့ဟုတ်ပါတယ်ကျွန်တော်ဒီဟာဘာကြောင့်လဲဆိုတော့ခုနကပြောလို့ပေါ့နော်အဲမြေပြင်မှာ အခုလိုရဲရဲဆက်ဆက်ခံစားနေရတဲ့အဲပြည်သူတွေ CDM တွေဆရာဆရာမတွေကျမကြီးဝန်ထမ်းတွေတော်လန်ရေးသမားတွေနဲ့အတူတူရှိကျင်နေရှိဖို့လိုတယ်အဲကြောင့်လည်းပဲကျွန်တော်တို့တွေအဲကျွန်တော်ဒီဟာ NUG ရဲ့အဲ reform process တွေကတခုအနေနဲ့ဒါကျွန်တော်တို့ဟိုဒါကျွန်တော်တို့ပြည်ပြင်ကိုကျွန်တော်တို့ရောက်နေတယ်ပေါ့နော်ပြည်ပြင်ကိုကျွန်တော်တို့ရောက်လာတယ်ပြည်ပြင်ကို ပြန်ရောက်လာတယ်ဆိုတဲ့သဘောရှိပါဆိုတော့အဲဒီမှာကျွန်တော်ရောက်ရောက်ချင်းတော့ဘာတွေလောက်ရလဲဆိုတော့အရင်ဆုံးတော့နိုင်ငံရေးသဘောပေါ်ရလေကျွန်တော်တိုင်းရင်းသားတော်လှန်ရေးအခွင့်အရေးခေါင်းဆောင်နေနဲ့တွေ့ရနော်ခေါင်းဆောင်နေနဲ့တွေ့ရတယ်အတိုင်းတော်လှန်ရေးအခွင့်အရေးတော်လှန်ရေးပေါ့လေတော်လှန်ရေးအားစုတွေရဲ့ခေါင်းဆောင်နေနဲ့ကျွန်တော်တို့ဦးဆောင်တဲ့သူတွေနဲ့တွေ့ရဆိုတော့ကျွန်တော်အခုအားလုံးအားလုံးကိုကျွန်တော်တွေ့ပြီးပြီလို့ပြောရင်ရပါ တော့တွေ့ပြီးတော့ကျွန်တော်သူတို့တွေနဲ့အဲအတူတူနေတယ်အဲအတူတူစားတယ်အတူတူနားတယ်နော်အတူတူကျွန်တော်တို့တွေဆွေးနွေးကြတယ်အချိန်ကျွန်တော်တို့ယူပြီးတော့ဆွေးနွေးကြတယ် formal informal ပေါ့နော်ရင်းရင်းနှီးနှီးနဲ့ကျွန်တော်တို့ပြောဆိုဆွေးနွေးမှုတွေလုပ်ခွင့်ရတယ်လုပ်ရတယ်ဒါဟာသိအရေးကြီးပါတယ်ကျွန်တော်ရဲ့ဒီဒေါ်လန်ရေးကာလအတွင်းမှာတော့ဒီဟာကဒါပထမဦးဆုံးအချိန်တွေ့ရတဲ့ခေါင်းဆောင်တွေနော်လူကိုယ်တိုင်တွေ့ရတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ် ဒေါ်လာရေးသမားတွေအများကြီးရှိတယ်။မြေပြင်တက်မှုတွေအများကြီးရှိတယ်။သူတို့တွေနဲ့တွေ့ရခုနလိုဆုံရရင်းနီးရခုနလိုပေါ့နော်အတူတူအဲအတူတူဒီရင်ဆိုင်ရတဲ့အခြေအနေတွေဟာအစ်စ်ကိုကျွန်တော်တို့ဒါဟာကောင်းတယ်လို့ကျွန်တော်မြင်တယ်။ဒေါ်လာရေးအတွက်အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်။ဒါဒီချိန်မှာကျွန်တော်ဒေါ်လာရေးကောင်းဆောင်နေနဲ့တွေ့ရောပြောပြတဲ့စကားအဓိကကတော့အဓိကပြောခဲ့တဲ့စကားကတော့ ကျွန်တော်တို့ NUG ဟာ2021တုန်းကဒေါ်လန်ရေးအနေထားအရဖွဲ့စည်းထားတဲ့เนาะ NUCC CRPH NUCC နဲ့ NUG ဖွဲ့စည်းထားတဲ့အဲဒီဒေါ်လန်ရေးအစိုးရအနေနဲ့ပေါ်ပေါက်လာတာဖြစ်တယ်။အဲ့ဒီ2021ရဲ့အခြေအနေနဲ့အခု2025ရဲ့အခြေအနေဟာမတူတော့ဘူးဆိုတာကိုကျွန်တော်ဒေါ်လန်ရေးခေါင်းဆောင်များအားလုံးကျွန်တော်ပြောပြပါ ဲ့ဒီမတူတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီ2025မှာငယ်တော့လက်ရှိဒေါ်လာရေးမှာညီနေရာတွေ territory တွေပိုင်ဆိုင်နေတယ်เนาะနောက်ကြတော့ခုနစီရေးအရာတက်အင်အားတွေလက်နဲ့အင်အားတွေပိုင်ဆိုင်နေတယ်နိုင်ငံရေးအရာလည်းပြည်သူလူထုတရလုံးကထောက်ခံနေတယ်ဒီတိုင်းရင်သားခေါင်းဆောင်တွေတော်လှန်ရေးခေါင်းဆောင်တွေဟာဒီနေ့တော်လှန်ရေးနောက်တစ်ဆင့်တက်ဖို့အတွက် အားလုံးပေါင်းစည်းကြရမယ်စုစည်းကြရမယ်ညီညွတ်ကြရမယ်ပါဝင်ကြရမယ်ဆိုတဲ့အကြောင်းပါဝင်ဖို့လိုတဲ့အကြောင်းကျွန်တော်ဆွေးနွေးပြပါတယ်။ဒါကြောင့်တကယ်တော့ဒီဒေါ်လန်ရေးရဲ့အနေထားဟာ2021တုန်းကဖွဲ့စည်းခဲ့တဲ့ NUG ကိုနောက်တစ်ဆင့်တက်ပြီး2025မှာဝင်ကူးပြောင်းရေးကာလအစိုးရတခု ပေါ်ပေါက်လာဖို့အတွက်တကယ်တော့ဒီဒေါ်လန်ရေး အင်အားစုများတော်လန်ကြီးခေါင်းဆောင်များရဲ့ပခုံးပေါ်မှာရောက်နေပြီဆိုတဲ့အကြောင်းကိုကျွန်တော်ဆင်းရဲဖြစ်ပါတယ်။ဒီခေါင်းဆောင်တွေအားလုံးကလည်းသဘောတူပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေဒီ2025မှာကျွန်တော်တို့အချင်းချင်းကြားပြည်စည်းမှုညီညွတ်မှုနားလည်မှုတွေနဲ့2025မှာစီရေးနိုင်ငံရေးအဆင့်နောက်တစ်ဆင့်တက်ဖို့ကျွန်တော်တော့အဆင်သင့်ဖြစ်နေတယ်လို့မြင်ပါတယ်လို့ကျွန်တော် အခုဒီအဲကျွန်တော်ပြန်ရောက်ပြီးဆွေးနွေးချက်တွေရ ကျွန်တော်နားလေရတယ်။ဒါအပြင်ကျွန်တော်ဒီရောက်တဲ့အချိန်မှာအဲကျွန်တော်မြေပြင်မှာ ရှိတဲ့အဲဒီသူတွေ CDM တွေနောက်အခုလိုတက်မှုတွေပေါ့နော်။နောက်ခဏလို PDF တွေနဲ့ကျွန်တော်တွေ့ပြပါတယ်။ဒါလည်းကျွန်တော်အရန်ကိုအားရှိပါ။ပြည်သူတွေကအခုတည်းကတော်လန်ရေးကိုထောက်ခံစေတော်လန်ရေးနဲ့အတူ ရှိသေးပါ။ PDF တွေကအခုတည်းကတက်ကြွစေပြည်သူနဲ့အတူရှိသေးတော်လန်ရေးနဲ့အတူရှိသေးပါ။ CDM တွေက ဤသူနဲ့အတူတော်လှန်ရေးနဲ့အတူရှိသေးပါအားလုံးတော်လှန်ရေးအားစုများဟာအခုချိန်မှာရည်ရွယ်ချက်တူပန်းနိုင်တူနော်ကျွန်တော်တို့ချီတက်နေစေဖြစ်တယ်ဆိုတာကိုတွေ့ရတာဒါကြောင့်အားလဲရှိပါတယ်အဲကြောင့်လည်းပဲကျွန်တော်တို့တော်လှန်ရေးအောင်မြင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အလောက်ပဲအခက်အခဲတွေရှိရှိအလောက်ပဲပင်မပင်မအလောက်ပဲတစ်ဖက်က ရစ်စက်ရစ်စက်ကျွန်တော်တို့တွေအားလုံးကို ဒီစိန်ခေါ်မှုတွေအားလုံးကိုကြော်လွှားပြီးတော်လှန်ရေးအောင်မြင်လိမ့်မယ်လို့ကျွန်တော်အခုမြေပြင်ရောက်တဲ့အချိန်မှာပုံပြီးယုံကြည်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါ ဟုတ်ကဲ့ဆရာကြီးကျေးဇူးပါခင်ဗျာဒါဆိုရင်တော့အမြတမ်းမှာပေါ့နော်အာတက်ဖွဲ့ရတာပြည်တွင်းမှာရှိတဲ့မြေပြင်ဒေါ်လာရင်းခေါင်းဆောင်နေနဲ့ရောဒေါ်လာပြည်သူတွေအားလုံးနဲ့ပါတွေ့ဆုံမှုတွေထိတွေ့မှုတွေအတော့အာတက်ဆရာအာကြားသိရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာကြီးခင်ဗျာနောက်နောက်တစ်ခုကပေါ့နော်ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံမှာဆိုလို့ရှိရင်ဒါတရုတ်ရဲ့ပေါ့နော်မြမအရေးနဲ့ပတ်သက်ပြီးဝင်ရောက်ဆွတ်ဖက်မှုဟာအာအခုဆိုလို့ရှိရင်ဒါတိတိတတ်တာထင်းထင်းရှားရှားဖြစ်လာတယ်ပေါ့နော်ဒီနေ့ထားပေါ်မှာဆရာကြီးအနေနဲ့ဘယ်လိုများမှတ်ချက်ပြုကျင်လဲခင်ဗျာ အဲဒါလည်းအရင်တော့ကတော့အင်တာဗျူးတွေမှာဆရာဖြေဘူးပါတယ်ပေါ့နော်အဲဖြေဘူးတယ်အဲ့ဒါကိုအခုချိန်မှာမြေပြင်ရောက်တာနဲ့ပေါင်းပြီးတော့ဒါနောက်ဒါကိုကျွန်တော်တို့ဖြေရမယ်ဆိုတဲ့သဘောဖြစ်သွားမှာဟုတ်ပါဘူးအရင်တော့ဖြေဘူးတယ်ဒီအိန္ဒိယနေချင်းနိုင်ငံနေဒါကျွန်တော်တို့အိန္ဒိယချင်းဆိုတာရွှေ့ပြစ်လိုက်လို့ရတာမဟုတ်ဘူးနော်အိန္ဒိယနေချင်းနေနဲ့ဆက်ဆံရေးကောင်းမွန်အောင်နေမယ်ဆိုတာဒါကျွန်တော်တို့စင်ဒီဇိုက်ပြောလာတဲ့အဲကျွန်တော်တို့ရဲ့မူဝါဒနော်ကျွန်တော်တို့ရဲ့သဘောထားပဲဆိုတော့အဲ့ဒီမှာ အဲခုနတရုတ်နိုင်ငံနဲ့လည်းပဲเนาะတရုတ်နဲ့လည်းကျွန်တော်တို့ဒါအိန္ဒိယင်းအနေနဲ့အတူတကွတရုတ်ရဲ့အကျိုးစီးပွားတွေကို မထိကိုက်စေဘဲနဲ့เนาะတရုတ်နဲ့ကျွန်တော်တို့အတူတူနေလို့ရတဲ့အေးချမ်းစွာနဲ့အဆင်ပြေချောမွေ့စွာနဲ့နေရနေလို့ရတဲ့အိန္ဒိယင်းဖြစ်ခြင်းနဲ့เนาะတရုတ်နဲ့အဆင်ပြေခြင်းနဲ့ပေါ့ဗျာအဲဒါရိုးရိုးပြောရရင်တရုတ်နဲ့အဆင်ပြေခြင်းနဲ့အဆင်ပြေအောင်နေမယ်ဆိုတဲ့ဟာကိုလေကျွန်တော်အဆင်ဒီဇိုက်ပြောခဲ့တယ် လားတွေပဲအိန္ဒိယထိုင်းအဲဘင်္ဂလားဒေ့ရှ်အဲလာအိုဒါကျွန်တော်တို့ပြောခဲ့တာနော်အာဆီယံနိုင်ငံအနေနဲ့ပြောခဲ့တာအဲဒါပေမဲ့အခုဆိုရင်ဒါတရုတ်ကခုနလိုပဲပေါ့နော်ကျွန်တော်တို့ရဲ့အဲတော်လန်ရေးမဟာမိတ်ဒီညီနောင်နေအပေါ်မှာအဖြစ်အားတွေပေးလာတဲ့ဟာနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်တို့တွေဒါအဲဒီမှာမြေပြင်ရောက်တဲ့အချိန်မှာအဲကျွန်တော်တွေ့ဆုံတဲ့အချိန်မှာဒါတွေလည်းဆွေးနွေးပြပါနော်အဲ့တော့ကျွန်တော်တို့တွေအားလုံးရဲ့သဘောကတော့ ကျွန်တော်တို့တရုတ်နိုင်ငံရဲ့ဒါကျွန်တော်တို့အမြဲတမ်းလဲအတူတူနေကြရမယ်အိမ်နာနေခြင်းဖြစ်တဲ့အတွက်အကျိုးစီးပွားကိုဖျက်ဆီးဖို့စုပ်ယုပ်အောင် လုပ်ဖို့ဒါနဲ့ပတ်သက်ပြီးတော့နော်အဲကျွန်တော်တို့တွေအစင်မပြေတဲ့အဖြစ်မျိုးကိုလုံးဝလုံးဝမဖြစ်ချင်ဘူးဆိုတာဒါအလုံးအတိပြောထားပြီးသားဖြစ်ပါကျွန်တော်ဒီနေရာမှာလည်းထပ်ပြီးပြောပါတယ်လုံးဝလုံးဝမဖြစ်ချင်ဘူးနော်ဒါပေမဲ့အဲကျွန်တော်တို့တွေအခုဆိုရင် အဲကျွန်တော်တို့ဒါပို့ပြီးတော့ဒီမြေပြင်မှာရောက်လာတော့ကျွန်တော်ဖြစ်နိုင်ရင်ကျွန်တော်တို့ဘယ်လိုပုံဘယ်လိုနီးနဲ့ဖြစ်ဖြစ်ကျွန်တော်တို့တရုတ်နိုင်ငံနဲ့တွေ့ဆုံပြီးဆွေးနွေးလို့ရပြောဆိုလို့ရကျွန်တော်တို့ရဲ့အခြေအနေတွေကိုသူတို့တွေကိုရှင်းရှင်းလင်းလင်းပွင့်ပွင့်လင်းလင်းပြင်ပြလို့ရဆိုတဲ့အကြောင်းလဲကျွန်တော်တို့ဆွေးနွေးပြပြောပြပါတယ်ဟုတ်ပြောပြတယ်နောက်အပြင်ကျွန်တော်တို့ဟာတကယ်တော့အဲဒီအဲဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်တဲ့နေရာမှာ အဲကျွန်တော်တို့ကတခြားအနောက်နိုင်ငံတွေတိုင်းတစ်ပါးတွေကိုခေါ်သွင်းလာမယ်ကျွန်တော်တို့တော်လှန်ရေးမဟုတ်ဒါအာကျွန်တော်တို့သဘောပေါက်တယ်နော်ကျွန်တော်တို့ဒီတရုတ်အဲနိုင်ငံရဲ့အနီးအနားမှာအဲ့လိုမျိုးခေါ်သွင်းလာမယ်တော်လှန်ရေးမဟုတ်ဘူးဆိုတာလေကျွန်တော်တို့သိစေချင်တယ်ကျွန်တော်တို့ဟာအားလုံးနဲ့တဟဇာတာဖြစ်ဖြစ် နေမဲ့တော်လှန်ရေးတဟဇာတာဖြစ်ဖြစ်ဖြစ်တဲ့နိုင်ငံတစ်ခုတည်ဆောက်ဖို့အတွက်ရည်ရွယ်ပြီးသွားနေတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီတရုတ်ဤသူတွေရော နော်တရုတ်ကအာဏာပိုင်ဒီဟောကိုကျွန်တော်ပြောချင်တယ်ဒီကနေပြီးတော့လည်းပြောပါတယ်နော်ကျွန်တော်တို့တိုင်းရင်းသားအဲတော်လန်ရေးအင်အားစုခေါင်းဆောင်များနဲ့တွေ့တဲ့အခါလည်းကျွန်တော်ပြောပြပါတယ်အဲကြောင့်ဒါနဲ့ပတ်သက်ပြီးခုနမေးလာတဲ့မေးခွန်းကိုပြောရရင်တော့ကျွန်တော်တို့တွေဘယ်တော့မှအာရောက်ဖြစ်လို့မရတဲ့အိနာနီးချင်းဆိုတဲ့သက်ဆန်ရေးနော်တရုတ်နဲ့ဒီမြန်မာရဲ့သက်ဆန်ရေးဟာကျွန်တော်တို့ဘာအကြောင်းနဲ့မှဖြည့်ဆည်းလိုက်လို့ပြည့်စည်သွားလို့မရဘူးဆိုတော့ ျွန်တော်တို့တော်လှန်ရေးအင်အားစုများအားလုံးနားလေတယ်ကျွန်တော်တို့တည်ထောင်မဲ့ Federal Democracy နိုင်ငံဟာတရုတ်ရဲ့အကျိုးစီးပွားကိုဖျက်ဆီးမဲ့ Federal Democracy နိုင်ငံမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ဒီနေ့အမှတ်ထပ်ပြီးအသိပေးသတိပေးချင်ပါ ဟုတ်ကဲ့ဆရာကြီးကျေးဇူးပါခင်ဗျအဲနောက်တချို့တော်လန်ပြည်သူတွေရှားမှာတော့လေပေါ့နော်ဒါတရုတ်ဟာမဟာအင်အားကြီးနိုင်ငံဖြစ်တယ်ပေါ့နော်ဒါတရုတ်ရဲ့အဲလွှမ်းမိုးမှုကြောင့်ပေါ့နော်ကျွန်တော်တို့တော်လန်ကြီးအပေါ်မှာအာဖိအားတက်ရောက်မှုကြီးမားနိုင်တယ်ဆိုပြီးတော့ဒါစိုးရိမ်ပူပန်တာလည်းရှိရပေါ့နော်အဲ့ဒီလိုစိုးရိမ်ပူပန်နေတဲ့တော်လန်ပြည်သူတွေအတွက်ကိုဆရာကြီးအနေနဲ့ညသတင်းစကားပေးချင်တယ်ခင်ဗျကျွန်တော်တို့ဒီနေ့တော်လန်ကြီးမှာပြည်သူတွေရောတော်လိုင်းအင်အားစုတွေရော ေါ်လာရေးခေါင်းဆောင်တွေရောသိတ်ကိုနော်ဒါနဲ့ပတ်သက်ပြီးလိမ္မာပါဏနော်နားလို့အားလုံးအပေါင်းစုံကစဉ်းစားပြီးတောင်းပေါင်းစုံကစဉ်းစားပြီးစီမံခန့်ခွဲဆောင်ရွက်နေတဲ့နော်တိုက်ပွဲဝင်နေတဲ့တော်လန်ရေးဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတန်တရားမရှိပါဘူးလို့ပြောချင်ပါတယ်နော်တန်တရားမရှိပါဘူးဒီနေ့ဒီတော်လန်ရေးထဲမှာဘယ်တော်လန်ရေးအဖွဲ့အစည်းကမှ ကျွန်တော်တို့ရဲ့တော်လံရေးကိုသစ္စာဖောက်ပြီးခုနကပြောတဲ့တိုင်းတစ်ပါးရဲ့နော်ခုနအဲကြီးစိုးချဲ့လေမှုခံယူပြီးတော့သစ္စာဖောက်သွားမယ်ဖွဲ့စည်းအဖွဲ့မှမရှိဘူးလို့ကျွန်တော်တော့ယုံပါတယ်လို့နော်တယောက်မှမရှိဘူးပြည်သူကလည်းသစ္စာဖောက်မှာမဟုတ်ဘူးနော်တဦးချင်းတယောက်ချင်းတဖွဲ့ချင်းကလည်းသစ္စာဖောက်မှာမဟုတ်ဘူးနော်အားလုံးဟာယုံကြည်ချက်ခံယူချက် เนาะဒါမျိုးခုနလိုတော်လှန်ရေးအတွက်အဲလောက်အားအင်အားစုစည်းမှုတွေ ਨੇ အခုလိုမျိုးအဲနိုင်ငံတကာနဲ့ပတ်သက်တဲ့အဲကိစ္စတွေကိုเนาะရေးခင်းနေဦးကောင်းမွန်စွာအကျော်လွှားသွားနိုင်လိမ့်မယ်နော်တရုတ်နဲ့ပတ်သက်တဲ့ဆက်ဆံရေးကိုလည်းကောင်းမွန်စွာတိုင်တွယ်ဖြည့်ရှင်းသွားနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် ဆရာကြီးနောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ပြည်သူ့မှပြည်သူ့ကဘရိုကန်ကနေတဆင့်ပေါ့နော်ပြည်သူတွေကိုပေးချင်တဲ့တင်စကားဆိုရင်ဘာများဖြစ်မလဲခင်ဗျအဲဒီ you know what i'm do ပေါ့နော်ပြည်တွင်းကိုရောက်လာတဲ့အခါကျတော့ကျွန်တော်ပြည်သူတွေနဲ့တွေ့ရတော့အဲပြည်သူတွေရဲ့လက်ရှိမြေပြင်အခြေအနေတွေကိုတွေ့ရတဲ့အခါကျတော့လည်းပို့ပြီးတော့နားလည်ရတယ်သိရှိရတယ်ပို့ပြီးခံစားရတယ်ပေါ့နော်ကျွန်တော်ခံစားမိပါတယ်နောက်တစ်ခုကတော့အဲကျွန်တော် တွေ့တဲ့အခါမှာသူတို့တွေအားရဝမ်းသာဖြစ်ကြတာပေါ့နော်တချို့ဆိုရင်အဲလို့ပြောမလဲတက်ပြီးတော့ကလဲတကင်းနဲ့နှုတ်ဆက်ကြတချို့ဆိုမျက်ရည်ကျကြပေါ့လေဆိုတော့အဲ့လို emotional ခံစားချက်တွေကိုတွေ့ရ အဲ့ဓာရီဟာကျွန်တော်တို့အဲတော်လန်ကြီးအောင်မြင်စေမဲ့တွန်းအားရီအားရီအဲဖြစ်စီတယ်လို့အဲကျွန်တော်မြင်တယ်အဲကျွန်တော်ကိုယ်တိုင်အတွက်လည်းပဲဆက်ပြီးတော့ဒီတော်လန်ကြီးမှာအဆုံးထိပါဝင်ဖို့အတွက်တိုက်ပွဲဝင်ဖို့အတွက်အင်အားရီ ဖြစ်စီတယ်လို့ယုံကြည်ပါတယ်လို့ပဲပြောချင်ပါတယ်အဲ့လောက်ပဲเนาะပြည်သူလူထုလည်းအားရှိတယ်ကျွန်တော်လည်းအားရှိတယ် ကျွန်တော်ထင်တယ်အဲကျွန်တော်တို့ရဲ့ဒီမြေပြင်မှာ တွေ့နေရတဲ့အဲခုနကခေါင်းဆောင်တွေတက်ရင်တက်ဖွဲ့တက်မှုတွေနော်ရဲဘော်တွေ CDM တွေအားလုံးကလည်းဝမ်ပန်းတသာကြိုဆိုကြတယ်ဆိုတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့ရဲ့တော်လှန်ရေးအောင်မြင်မှုအတွက်ကျွန်တော်တို့မြေပြင်မှာဆင်းပြီးတော့အခုလိုမျိုးမြေပြင်ရအခြေအနေတွေကိုတုံ့တက်နိုင်တယ်မြေပြင်ရအခြေအနေတွေကိုပေါင်းစည်းနိုင်တယ်မြေပြင်ရအခြေအနေတွေကိုဖြည့်ရှင်းနိုင်တယ်ကျော်လွှားနိုင်တယ်ဆိုတာဟာတော်လှန်ရေးအောင်မြင်ဖို့အတွက် ဒါခြေလှမ်းကောင်းနေဖြစ်တယ်လို့ကျွန်တော်ပြည်သူတွေကိုအသိပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအခုလိုမအားလက်တဲ့နိုင်ငံတာဝန်တော်လန့်တာဝန်တွေကြားနေကျွန်တော်တို့ဤသူမပြည်သူတို့ပရိုဂရမ်ကတဆင့်ပြည်သူလေးသိလို့တင်မှာမိကွန်းတွေကိုအချိန်ပေးဖြည့်ကြားပေးရတဲ့အတွက်ဆရာကြီးကျေးဇူးပြုတင်ရှိပါတယ်ခင်ဗျာအရေးတော့ပုံအောင်ရမည်ဆရာကြီးရေတော့ပုံအောင်ရမည်ရေတော့ပုံအောင်ရမည်